မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်စစ်တပ်ရဲ့သတင်းလွတ်လပ်ခွင့်ဖိနှိပ်မှုပြည်တိုင်ရှုံချတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ရဲ့ပြည်သူများသတင်းလလံမိနိုင်မှုပေါ်ဖိနှိပ်မှုတွေကိုရှုံချပြီးဖမ်းဆီးထိန်းသိမ်းခံရတဲ့သတင်းများအလုံးအမြန်ဆုံးပြန်လည်လုပေးဖို့မြန်မာနိုင်ငံဆိုင်ရာပြည်တိုင်တန်ရုံကဒီကနေ့ကြားရောက်တဲ့နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာသဘောထားထုတ်ပြန်ပါတယ်ကမ္ဘာပေါ်မှာစာနယ်ဇင်းသတင်းသမားတွေဖမ်းဆီးထိန်းသိမ်းမှုတွေဒုတိယအများဆုံးဖြစ်တဲ့မြန်မာနိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေကအ န်းလွန်ဆုံးရွားနေပြီးနေစည်းမကြားသတင်းထောက်များအဖွဲ့ RSF ကထုတ်ပြန်တဲ့2024ခုနှစ်ကမ္ဘာစာနယ်စဉ်လွတ်လပ်မှုညွန်ကိန်းရာနိုင်ငံပေါင်း180တင်းမြန်မာနိုင်ငံကအစဉ်181မှာရည်တည်နေကြောင်းပြည်ထိုင်တန်ယုံကဖော်ပြထားပါတယ်။အာနာသိန်းစစ်တပ်အနေနဲ့အင်တာနက်ဆက်လက်ကန့်သတ်ထားခြင်းကလူသားချင်းစာနာထောက်ထားမှုအကူအညီအတွက်အချက်လက်များစုဆောင်ရမှာနှောင့်နှေးမှုတွေဖြစ်ပေါ်စေတဲ့အပြင်အချိန်နဲ့တပြင်းညီငလျင်တုံ့ပြန်ရေးများဆောင်ရွက်ရမှာအဟန့်တာဖြစ်စေကြောင်းလည်း၎င်းတို့ကပြောထားပါတယ်။စစ်တပ်အာနာသိန်းပြီးနောက် သတင်းသမား9ဦးတပ်ဖြတ်ခံရက200ကျော်ဖမ်းဆီးထိန်းသိမ်းခံရပြီးဒီကနေ့အချိန်တွင်သတင်းသမား49ဦးမှာအတင်းထောင်တည်တည်မှာဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်ကြောင်းလွတ်လပ်တဲ့မြမသတင်းဆရာများအစီအယံက AP 30ရဲ့မှာထုတ်ပြန်ထားပါတယ် ဆလပီမင်းအောင်လိုင်းရုရှားနိုင်ငံရှင်ပြင်းနီအောင်ပွဲကိုတက်မှာဖြစ်ပြီးမကြာခင်ကအပီးအပြန့်ဝင်ယူထားတဲ့ Airbus လေယာဉ်နဲ့ရုရှားကိုမေလ6ရက်နေ့တွားရောက်မယ်ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စောင်မင်းအောင်လိုင်းကရုရှားနိုင်ငံရှင်ပြင်းနီအောင်ပွဲကိုတက်မှာဖြစ်ပြီးမကြာခင်ကအပီးအပြန့်ဝင်ယူထားတဲ့ Airbus လေယာဉ်နဲ့တွားရောက်မှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါရယ်။မေလ9ရက်နေ့ရုရှား Federation နိုင်ငံမြို့တော်မော်စကိုရှင်ပြင်းနီမှာကျင်းပပြုလုပ်မယ်။1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်80ပြည့်အထိမ်းမဆေးပြခန္ဓာကိုတက်ရောက်မှာဖြစ်ကြောင်းသိရပါတယ်။မေလ6ရက်နေ့မှာတက်ချုပ်ကရုရှားကိုသွားပါမယ်။ MI Airbus လေယာဉ်နဲ့သွားပါမယ်လို့နေပြည်တော်စစ်ဘက်သတင်းရှင်မြစ်တွေကပြောပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့ရှင်ပြည်နီမှာမေလ9ရက်မှာကျင်းပမယ်1940 1945ကမဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်အထိမ်းမဆေးပြခန္ဓာမှာမြန်မာစစ်တပ်ပါဝင်ချီတက်မှာဖြစ်ကြောင်းစစ်ကောင်စီကကြေညာခဲ့ပြီးအဲ့ဒီဆေးပြခန္ဓာကိုတက်ရောက်ဖို့မြန်မာစစ်တပ်ကိုစားပြုဆေးပြဖွဲ့က AP 2023ရဲ့နေ့လယ်ပိုင်းရုရှားနိုင်ငံကိုထွက်ခွာသွားကြောင်းအဆိုပါစီရင်ပြချီတက်အခမ်းအနားကိုစစ်ကောင်စီကိုစားပြုစီရင်ပြဖွင့်ဗိုလ်မှူးချုပ်မျိုးဆက်အောင်ကဦးဆောင်ကြောင်းသိရပါတယ်။ အကြံဖက်စကောင်ဆောင်မင်းအောင်လိုင်က၎င်းရဲ့ပြပခီးစင်များအတွက်အတုံးပြူနေတဲ့စစ်တပ်ပိုင်း Airbus လေယာဉ်ကိုအပီအပြဲဝယ်ယူလိုက်ပြီးဖြစ်ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားတဲ့အမိန့်ပြန်တမ်းရသည်ရပါတယ်။မင်းအောင်လိုင်ကအခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာ၎င်းအတုံးပြူတဲ့ Airbus အမျိုးအစား A319115 လေယာဉ် XYALK ကိုငှားရန်အတုံးပြူနေရမှာအပီသက်ဝယ်ယူခဲ့တာလို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကုမင်းဆွေးနွေးပွဲအဆင်မပြေကြောင်း TNL ထုတ်ပြန်ပြီးရနောက်စစ်ကောင်စီကမိုးကုတ်နဲ့နောင်ချိုကိုဖုံးကျတဲ့အကြောင်းတင် ်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့ TNL တို့ရဲ့ကုမင်းဆွေးနွေးပွဲသဘောတူညီချက်မရကြောင်း TNL ထုတ်ပြန်ပြီးရဲ့နောက်စစ်ကောင်စီကမိုးကုတ်နဲ့နောင်ချုံမြို့ကိုပုံကျဲခဲ့ပါတယ်။ TNL ကကုမင်းဆွေးနွေးပွဲအကြောင်းသတင်းထုတ်ပြန်ပြီးနိုင်ပိုင်းကြမှာစစ်ကောင်စီကမေလာနေ့ရက်ည7:45မိနစ်ကလည်းမိုးကုတ်မြို့အရှိပိုင်းပဟင်းရွာနဲ့အနောက်ပိုင်းနှာအုပ်အင်းရွာကိုပုံကျဲခဲ့ပါတယ်။စစ်ကောင်စီကပေါင်250ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးအုပ်ပြင်ရက်ွက်ရှိဓမာယုံနဲ့ဖြီသူလူတို့နေအိမ်6လုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ PSLF TNL ကမေလ3ရက်မှာထုတ်ပြန်ပါတယ်ဒါအပြင်မေလ3ရက်မနက်9:02မိနစ်မှာ Jet Fighter နဲ့ Mogul မျိုးနဲ့အနောက်ပိုင်းကသဲဖုန်ကြီးကျောင်းကိုထပ်မံကျင်းခဲ့ရာအ ਨੇ စုံလူတအုပ်တည်ဆုံခဲ့တယ်လို့ဒေသခံတအုပ်ကပြောပါရယ်ဖုန်ကြီးကျောင်းမှာမင်္ဂလာဆောင်ရှိတယ်လို့ကြားတယ်ဘုံကဘလောက်ပြင်းလဲဆိုရင်သူတို့ကျေးတဲ့နေရာနဲ့ခက်လန်းလန်းပယံစရာကိုဘုံစပြီးမှတုံးစမှန်ပြီးတေဆုံနေကျောင်းဘက်မှာထိခိုက်တယ်လို့ကြားပြီးတိတိကျကျမသိရသေးဘူးလို့မြို့ကန်တုံးကပြောပါရယ် အဆိုပါဘုံကျင်းမှုမှာဒေသခံတအုပ်တည်ဆောင်းခဲ့ပြီးနေအိမ်များလည်းပျက်စီးခဲ့ကြောင်း TNL ကထုတ်ပြန်ထားပါရယ်။ဒါပြင်မီလာ၂ရက်ညနေပိုင်းကလည်း TNL ထိန်းချုပ်ထားတဲ့နောင်ကျုံမြို့နယ်မှာလုံဝဲရွာတဲ့ကိုစစ်ကောင်စီကဘုံကျဲတက်ခိုက်ပြီးဘုံကျင်းမှုမှာထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ပါဘူး။ TNL နဲ့စစ်ကောင်စီကနောင်ကျုံမြို့မှာလည်းတိုက်ပွဲပြင်းထန်နေပါရယ်။တရုတ်နိုင်ငံရဲ့ကြားဝင်မှုနဲ့စစ်ကောင်စီတပ်နဲ့ TNL ကအပြစ်ရစဲဖို့ AP လာ28ရက်နဲ့29ရက်မှာတရုတ်ပြည်ကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ပြီးစစ်ကောင်စီက TNL သိမ်းပိုက်ထားတဲ့မြို့၅မြို့ ကိုပြန်ပေးဖို့တောင်းဆိုမှုအပေါ် သဘောမတူလို့ဆွေးနွေးပွဲရှေ့ဆက်မနိုင်ဘူးလို့ TNL ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီက TNL နဲ့မဟာမိတ်များတင်ပိုက်ထားတဲ့မိုးကုံနောင်ချိုကြောင့်ပဲဒီပေါ်မိုးမိတ်မျိုးများမှထွက်ခွာပြီးပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နန်းစံနဲ့မန်တုံမြို့နယ်တီပြန်ဆုတ်ခွာဖို့တောင်းဆိုခဲ့တယ်။စစ်ကောင်စီရဲ့အဆိုပါတောင်းဆိုချက်ကိုသဘောမတူနိုင်တဲ့အတွက်ဆွေးနွေးမှုရှေ့ဆက်မတူနိုင်သေးပဲလာမယ့်အောက်တိုဘာလမှာထပ်မံတွေ့ဆုံဖို့သဘောတူခဲ့တယ်လို့ TNL ကမေလ၂ရက်နေ့ညနေ3:00ခန်းမှာထုတ်ပြန်ခဲ့ပါတယ်။လေကြောင်းမှပုံကျဲခြင်းလက်နက်ကြီးများပစ်ခတ်ခြင်းဒရုန်းများ တိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းစတဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေအလုံးရပ်တန့်ဖို့တရုတ်မြန်မာနယ်စပ်ကုံသွင်းဤလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ဒေသတည်ငြိမ်အေဂျင်ဘုံနဲ့ကိုကန့်တပ်ဖွဲ့ MNDA ကဲ့သို့တဆင့်တိုးအပြစ်ခံရစင်ပြုလုပ်နိုင်ဖို့အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတင်ရှိခြင်းမှကမကထာပြုအလေးထားကြိုပမ်းပြီးနှစ်ဖက်တွဲဆောင်မှုတွေအလင်းမြန်တိုးတက်လာစေဖို့ဆောင်ရွက်လာခဲ့တယ်လို့ TNL ကဆိုပါတယ် TNL ကအဆိုပါသတင်းထုတ်ပြန်ပြီးတဲ့နောက်မိုးကုံမြို့မှာကင်းထောက်လင်းများဝဲနေခဲ့ပြီးလေကြောင်းပုံကျဲမှုများကဆိတ်ဆိတ်ပြုလုပ်နေခြင်းဖြစ်ပါတယ် ် TNL အုပ်ချုပ်တဲ့မြို့နယ်များကိုစစ်ရင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းနဲ့လူတို့ကိုရည်ရွယ်ချက်ရှိရှိဘုံကျဲနေကြောင်း TNL ကထုတ်ပြန်ထားပါတယ်။ဒေသခံပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားဖို့စည်ရည်တတိအမြင်ရှိဖို့နဲ့လေကြောင်းရန်ကာကွယ်ဆိုင်ရာနီလန်များလိုက်နာဆောင်ရွက်ဖို့ TNL ကအသိပေးထားပါတယ်။ ဆလပ်ပြီးငလင်းကြောင့်လူနေထိုင်ရန်မသင့်တော့ပဲအကွဲနေတဲ့အင်ယာများမှာစစ်ကောင်စီကပြန်လည်နေထိုင်ကန်းလို့ဝန်ထမ်းများထိတ်လန့်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေမှာဝန်ထမ်းအင်ယာ၄000ကျော်ရှိတဲ့နဲ့အင်အားပြင်းငလင်းကြောင့်ထောက်ဝက်ခန့်ပြက်စီးသွားပြီးကြံအဆောင်တွေမှာလည်းလူနေထိုင်ဖို့အန္တရာယ်ရှိတဲ့အခြေအနေရှိကြောင်းသိရပါတယ်။အဆိုပါအဆောင်များမှာအရက်ဖက်ဝန်ထမ်းများကိုပြန်လည်နေထိုင်ခိုင်းပြီးစိုးစိုးရွရွပြက်စီးသွားတဲ့အဆောင်တွေမှာမူလနေထိုင်ခဲ့တဲ့သူတွေကိုလည်းတင့်တော်တဲ့နေရာထိုင်ခင်းများစီစဉ်ပေးထားမှုမရှိကြ ောင်းသိရပါတယ်။စေယုံကျုပ်ထဲမှာလည်းအပြက်အစီအတော်များတဲ့လိုင်းကန်းအဆောင်နေမြည်ကြီးတဲ့ရောက်ကုန်တဲ့အကုန်နီးပါအဝတ်တထည်ကိုတစ်ခုပဲကျန်းခဲ့တာဝန်တန်းအင်ယာရီတော်တော်များများကအောက်ခြေရီစောင်းပြီးတော့မြည်ကြီးထဲမှာနေဝင်ကုန်တာမိုးရွာတော့မြည်နူးပြီးပြိုကျမဲ့အန်တီရဲ့ကိုစိုးရိမ်နေတယ်လို့နေပြည်တော်ဝန်တန်းတအုပ်ကပြောပါတယ်။ငလင်ကျောင်းပြည့်စည်ခဲ့တဲ့ဝန်ကြီးဌာနရုံးတွေကိုလည်းယာယီရုံများဖွင့်လှစ်ပြီးရုံးလုပ်ငန်းများလည်းလည်ပတ်နိုင်ဖို့စစ်ကောင်စီကစူးစမ်းလျက်ရှိကြောင်းသိရပါတယ်။ နလင်တန်ကျောင်းယာယီကင်စိစကန်135ခုဖွင့်ထားပြီးအဆိုပါနေရာတွေမှာပြောင်းရွှေ့နေတိုင်းသူ48656ဦးမိမိအစီအစဉ်နဲ့ပြောင်းရွှေ့နေတိုင်းသူ35939ဦးနဲ့ငလင်တန်သိနေအိမ်များမှာဆက်လက်နေတိုင်းသူ42317ဦးရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။နေပြည်တော်ရှိဝန်ထမ်းအင်အားများမှာဝန်ထမ်းများကိုစစ်ကောင်စီကအပြာရောင်စေတတ်မှတ်ထားတဲ့အစအုပ်များမှာပြန်လည်နေထိုင်ခိုင်းပြီးနောက်ဆက်တွဲငလင်ငယ်တွေကြောင်းနေထိုင်သူများစိုးရိမ်ပူပန်နေကြကြောင်းဝန်ထမ်းတိုင်းဝိုင်း င်းမှာတင်ရပါတယ်စစ်ကောင်စီကနေပြည်တော်မှာစစ်ပတ်ရေးရနဲ့ဌာနဆိုင်ရာအဆောက်အအုံများတုံးမရတော့အောင်ပြည့်စည်မှုရှိတော့လဲဝန်ထမ်းများကိုရုံမတက်မနေရတက်ရမယ်လို့ညွှန်ကြားထားပြီးအချို့ရုံးဝန်ထမ်းတွေကိုအလဲကျရုံးတက်ရတဲ့စနစ်စီမံထားကြောင်းဝန်ထမ်းများထံမှတင်ရပါတယ် ပြီးခဲ့တဲ့မေလာတရနေ့ထိကောက်ယူရရှိထားတဲ့စည်ရင်းနေရငလင်တန်းကြောင့်တည်ဆောင်သူ3835ဦးရှိပြီးတန်ရာရရှိသူ9105ဦးနဲ့ပျောက်ဆုံးသူ105ဦးရှိကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အင်းအီစီဦးစီးချုပ်ကဗမော်တိုက်ပွဲနဲ့ပတ်သက်ပြီးအင်းအီတပ်သားတွေကိုရင်ရင်တောင်းမှစကားပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဗမော်တိုက်ပွဲမှာ KIA ပါဝင်မဟာမိတ်တပ်ဖွဲ့များနဲ့ပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့အာရခတပ်တော်အီရဲဘော်တွေကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဖုန်းမှတဆင့်ဗီဒီယိုကောခေါ်ပြီးအားပေးစကားပြောကြားခဲ့တယ်လို့ဖော်ပြထားပါတယ်။ အခုလိုရှိတာဖော်ပြရမှာမကြခင်အောင်ပန်းစင်တော့မယ်ပမော်တိုက်ပွဲရောက်နေတဲ့အေတတာတွေကိုဗိုလ်ချုပ်ထွန်းမြန်နိုင်အာဘီစကားပြောကြရလို့ဖော်ပြထားပါတယ်။ဒါပြင် AACOC ချုပ်ကပမော်တိုက်ပွဲနဲ့ပတ်သက်ပြီးသူတက်သားတွေကိုရဲတောင်မှစကားပြောကြနေတာကိုအေတတာမှနားယူတယ်လို့လည်းရေးသားထားပါတယ်။စင်ဦးစီးချုပ်အမှစကားကောက်ချက်ဆိုပြီးအခုလိုမျိုးဖော်ပြထားပါတယ်။ကချင်ကရရင်ကရခိုင်နဲ့အေအတွက်ထာဝရကောင်းဆောင်မဟာမင်းဖြစ်တဲ့ဒိုးအေရီအနေနဲ့ကချင်ပြည်သူပြည်သားတွေကိုကျေးဇူးဆပ်အမယ်အချင်းက ဒီကနေ့အကောင်းဆုံးအချိန်ဒီပဲလက်ရှိဗမော်တိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ငါတို့စစ်တီတော်တွေအနေနဲ့ရဲရဲဝံ့ဝံ့တိုက်နေပါရန်သူကိုမညာနဲ့ဗမော်မျိုးကြီးကိုသိမ့်ပိုင်ပြီးကချင်ပြည်သူတွေကိုလက်ဆောင်ပေးဖို့စစ်တီတော်တွေကြိုးစားပါစတဲ့အချက်တွေကိုကောင်းထုတ်ဖော်ပြထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်